။ဒီခွေးတွေငတ်နေပြီငတ်နေပြီပြောနေကြတော့လေသူတို့မငတ်ကြောင်းကိုလည်းဗီဒီယိုလေးလုပ်ပြီးဒီအပိုင်းမှာရိုက်ပြီးတင်လာတာတွေ့ရပါတယ်။ဒါပေမဲ့လည်းရေချင်းနဲ့အုံတော့မရှိသူများခိုင်းတာပဲလုတ်တက်တဲ့ကောင်တွေဖြစ်တဲ့အတွက်လည်းတရုတ်ဆောင်တာတော့ကောင်းကောင်းဝင်တရုတ်မဆောင်နိုင်ရင်မရှိတဲ့ကောင်တွေပေါ့ဗျာ။ဟုတ်ဘိုင်ပေးနေရတော့။ဟုတ်။ကျွန်မခါတိုင်းကြီးတော့ဘာပေးလဲ။ဒါဘူးလေဝေးပေးနေလား။ကောင်းနေလား။ဘလို့ဘလို့ခံစားရတော့။ချိန်ကတော့လည်းမပူရ။ အသားငါအသားငါဆိုလည်းဟင်းဟင်းရတယ်လေရအခုလိုအသားဘူးငါဘူးတွေမပြတ်ရတော့ပျော်တာပေါ့อืมမိတက်တာမိနေဦးမယ်ကဲနောက်ကစစ်တော်လေးလိုခံစားရတာအခုလိုမျိုးရှင်းပြတော့ကျွန်တော်တို့စစ်တိုက်ရတာပိုပြောပါဗျာอืม very good ဗျာကောင်းလားမြန်မာနိုင်ငံစစ်သားတွေဆိုတော့တကယ်တော်တာပါငါးဘူးပေးတာနဲ့အသက်ပါပေးတဲ့ကောင်တွေပါအခါတဲ့ဓာကြီးတွေကိုရန်ရရရင်နဲ့ဖြုတ်မယ်ဖြတ်မယ်ဆိုလို့ရှိရင်တမန်တော်ပုံရိပ်လည်းထိခိုက်နိုင်တယ်လို့ တမတော်ရကုန်တဲ့ခါလဲညွှန်းနှိုင်းနိုင်တယ်လို့ပြူရီယာလဲတမတော်ကိုအမြင်လွဲ့အထင်လွဲ့ဖြစ်နိုင်တယ်လို့ဥစဉ်နေနဲ့တုံ့တက်ချင်ပါတယ်ဗျာနော်ပြူရီယာပြူရီယာမဟုတ်ပါဘူးကမင်းတို့ဘောမာတွေကဖြစ်သွားတာပြူရီကအမြင်လွဲ့ထင်လွဲ့ဖြစ်တာမဟုတ်ဘူးအမြင်လည်းမရှိဘူးအထင်လည်းမကြီးတာမင်းတို့ကောင်တွေကိုဘယ်တော့တော်လာလဲဆိုတော့ကိုရဟိုကေအားရကြပါတော့ ဘယ်ချိန်ဘယ်နှစ်နာရီအဲနာရီကဘယ်နှစ်နာရီပေါ့နော်အဲဘယ်နေရာနေပြီးတော့ကားဘယ်နှစ်စီးစီးရဘယ်နှစ်ရီဘယ်နှစ်စီးပေါ့နော်အဲတို့ရဲ့ဘယ်ဘက်ကိုဖြတ်သွားတယ်အဲပြီးကားပေါ်မှာဘယ်ဘက်တစိမ့်နဲ့ဘယ်လိုတွေပါတယ်ခွန်ခွန်နဲ့ခွန်ခွန်လားတစ်တစ်လားပေါ့နော်အဲခမန်းရေးပြဆိုဘယ်လောက်ရှိမလဲအဲပြီးကားမျိုးစားဆိုဘာမျိုးစားတွေဖြစ်မလဲအဲပြီးကားပေါ်မှာဆိုရင်ခုနလိုဘိုးပါတွေအုပ်ထားသလားလက်နဲ့ကြီးတွေပါနိုင်သလားပေါ့နော်တကယ်ကိုတိတိကျကျတကယ်ကိုတရင်ပေးတဲ့ပြည်သူတို့ချို့ဆိုရင်ကိုရ ကားရဲ့လေလေဘင်းရဲ့အခြေအနေပေါ့နော်လေချိန်ကိုကြည့်ပြီးတော့ပုံပေါ့နော်ဟာဒါဆိုရင်တော့ဒါဘလောက်လောက်ဒါလေးပင်တွေတည်လာတဲ့ကားဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးတွေအစားကိုပေးနိုင်တဲ့နေသားတွေဖြစ်လာတယ်အဲနောက်ထပ်တစ်ခု ော်လံမျိုးတွေအားလုံးပဲငလင်ပေးနဲ့မေးပေးထားမှာမြန်သွန်းကင်းဝေးကြပါသည်လို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက် Revolution Channel လေးရပြန်လဲကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးတွေရှင်ပြလို့တွားပေးခင်မှာတော့ယနေ့မေလ10ရက်နေ့စနေနေ့ရမနက်ပိုင်းထီနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွင်းဖြစ်တဲ့အတွက်ဒေါ်လံမျိုးတွေအားလုံးပဲစုံလင်ကြည့်ရှုပေးဖို့ဒီနေရာကနေပြီးတော့တက်မှန်တောင်းဆိုလိုက်ပါတယ်ပထမဆုံးအနေနဲ့ကတော့စစ်ကောင်းဆောင်မြတ်က၎င်းတို့ရဲ့ကိုဂျိုးစီပေါ်အတွက်နိုင်ငံတော်အာဏာကိုမတရားသဖြင့်အတင်းတမာတင်ထားဒီမှာဒီနေ့မှာဆိုရင်တော့1560ရရှိပြီဖြစ်ပါတယ်မနက်ငယ်တော်ကစစ်ကောင်စီကစစ်ခွေးတည်ဆုံမှုစီးရင်မှာတော့ ။အချင်းမီနယ်ဘာကန်မြို့နယ်မှာတော့ရေကျွတ်လူမရတဲ့အသေးများပါတယ်။ပဲခူးတိုင်းရွှေကျင်မြို့နယ်မှာလည်းရေကျွတ်လူမရတဲ့ပဲအသေးများနေပါတယ်။အင်းပီနယ်တန်တောင်ကြီးမြို့နယ်မှာ6ကောင်၊စကိုင်းတိုင်းမြောင်မြို့နယ်မှာ4ကောင်၊စကိုင်းတိုင်းအရာတော်မြို့မှာ2ကောင်၊တနင်္သာရီတိုင်းပလောမြို့နယ်မှာ2ကောင်၊တနင်္သာရီတိုင်းဗုံပြီးမြို့နယ်မှာ2ကောင်တည်တည်တည်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့ပဲခူးတိုင်းရွှေကျင်မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်968ချီမြန်တရင်ခမာရ968ကိုတော်လိုင်းပူပေါင်းတက်တွေက မနက်စောပိုင်းမှာပဲတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့စစ်ရေးသတင်းမီဒီယာကဖော်ပြထားပါတယ်။အဲဒီစကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်20တမနက်သေဆုံးခဲ့ကြောင်းနဲ့ဒေသခံတွေနဲ့စစ်ရေးသတင်းမီဒီယာကပြောထားပါတယ်။ရွှေကျင်မြို့ထဲမှာရှိတဲ့စစ်ကောင်စီတပ်စခန်းချို့ကိုမက်စလာတတိယလက်ပတ်တွင်မှာပဲစတင်တိုက်ခိုက်ခဲ့ပြီးနောက်ခမာယာ998တရင်ကိုလည်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။မနေ့ကညပိုင်းမှာတော့စကန်သိန်းတိုက်ပွဲအတွက်ထိုးစစ်ဆင်ခဲ့ပြီးမနက်ပိုင်းမှာတော့သိမ်းယူလိုက်တာလို့လည်းစစ်ရေးသတင်းမီဒီယာပြောထားပါတယ်။ online တတိယတိုက်ခိုက်မှုကိုမင်းအောင်နိုင်လို့ဘလောက်ပဲခံစစ်တွေပြင်လာတာအချိန်တန်တော့လဲပါသွားတာပါပဲ။အချိန်ကြာတာနဲ့ အချိန်မြန်တာနှစ်ခုကလွဲပြီးတော့ကျန်တာမရှိတော့ပါဘူးနောက်တစ်သတင်းမှာတော့ main online ရုရှားကိုရောက်နေစင်မှာပဲ28နှစ်ကြာလက်လွတ်ခဲ့ရတဲ့ထီဂီဒေတာကို KNU ကပြန်လည်တင်ပိုက်ပြီးနေမြေရှင်းလင်းရေးနေစတင်လုပ်နေပြီလို့လည်းသိရပါဗါဒဟာကင်မျိုးသားစီယုံ KNU နေမြေမှာရှိတဲ့စစ်ကောင်စီရဲ့ထီတာ viewer ခန်းနဲ့ခီခီဗျူဟာစကန်ကိုကရင်မျိုးသားလွတ်လပ်ပြီးတက်မတော်နဲ့ KNLA ပူးပေါင်းတက်တွေကတိမ့်ပိုက်ခဲကြောင်းကိုလည်းမနေ့ရက်တွေကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ချင်းဘက်ကိုကြည့်မယ်ဆိုရင်လည်းကချင်ပြည်နယ်ဖားကဲမြို့နယ်ကတ်မော်ကြီးရွာမှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ဆွဲကနေရာတချို့ကိုလည်းကချင်လွတ်လပ်ရေးတက်မတော် KNLA ကတိမ့်ပိုက်ခဲ့တယ်လို့သတင်းမီးကဖော်ပြထားပါတယ်။အင်းဒီတွေကတိုက်ပွဲပြင်းထန်နေတဲ့ကတ်မော်ကြီးရွာမှာမနေ့ရက်မနက်ပိုင်းကစလို့တနေ့ကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီကညာရင်းမှာလေကြောင်းတက်ခတ်မှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။ကတ်မော်ရွာရှိစုတောင်းတောင်မှာတဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေစေဖြစ်ပြီး တိမ့်ပိုင်နိုင်ခြင်းမရှိသေးဘူးလို့လက်ရှိမှာကချင်းစည်ရေးသတင်းကဖော်ပြထားပါတယ်။ကောင်မစစ်ကောင်စီချက်တော်တော်လေးအထိနာခဲ့တာကြောင့်မနီယာညာင်းမှာလည်းလေးချောင်းတိုက်ခိုက်မှုလေးချိန်တိုက်ခိုက်ခဲ့ကြောင်းလည်းသိရှိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့ရခိုင်ပြည်နယ်အမ်းမြို့နယ်အနောက်ပိုင်းစစ်ဌာနချုပ်နတ်ဘက်ကတိုင်ယူတဲ့တိုက်ပွဲတွင်အခက်တတော်အေနဲ့တူပောင်ဝင်တိုက်ခိုက်ခဲ့တဲ့သခိုင်းတိုင်းပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖရဲ့ရဲဘော်တွေကိုတိုင်းစင်ဂုံပြူပွဲတွေကျင်းပပေးခဲ့ပါတယ်။အဲ့တိုက်ပွဲတွင်သခိုင်းတိုင်းပကပမှာတရင်တရင်စာပောင်ဝင်တိုက်ခိုက်ပေးခဲ့ပြီးဂုံပြူပွဲကျင်းပခဲ့တဲ့မှတ်တပ်တဲ့ပုံတွေကိုလည်းသခိုင်းတိုင်းရင်းမှပင်ခိုင်ပကပက ဒီနေ့မှာထုတ်ပြန်ခဲ့ပါတယ်တိုက်ပွဲများအတွင်းစကိုင်းနယ်ပတ်ခတ်ပါရဲဘော်15ဦးထိကြာဆုံးခဲ့ရပြီးတော့80ကျော်ထိဒဏ်ရာရှိခဲ့ကြောင်းလည်းထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။ဒါကြောင့်အောင်ပွဲတွေရဲ့နောက်မှာတော့ပေးဆမှုတွေအများကြီးရှိနေတာကိုတို့ပြည်သူတွေသိရှိရမှာဖြစ်ပြီးတော့ online အင်အားစုတွေကိုလည်းကျွန်တော်တို့တွေအမြဲတမ်းအားပေးနေဖို့လိုအပ်တဲ့အနေအထားတစ်ခုပါပဲဗျာ။ဘူးသိမ့်စိန်ဆိုးရလက်ထက်မှာတော့တချုံမအလာဟာဒုသမတအဆောင်ရောင်နဲ့ဒန်းတူမြောက်စားခံခဲ့ရပေမဲ့လည်း NUD အစိုးရလက်ထက်မှာတော့ပြည်တော်စုအင်ကာစင်တိုင်းစီလိုက်တဲ့အခါမှာမအလာဆင့်ရှင်းမှာရှိနေပြီးပြည်တော်စုတရားသူကြီးရဲ့နောက်မှာရှိနေတာဖြစ်ပါတယ်။ အဲ့ချိန်မှာပဲဝီဖြူဟာတက်ချုပ်ပါပရိုတိုကောအရာညွန်ချုပ်အစီမဲရှိတယ်လို့ပြောမိလို့လဲမာလာစစ်တပ်တစ်ခုလုံးဆွေ့ဆွေ့ကောင်ဆိတ်ဆိုးခဲ့ကြပြီးတော့ဝီဖြူကပြန်လဲတောင်းပန်ခဲ့ရတဲ့ချိန်နေလဲအလုံးသိရှိပြီးမှဖြစ်ပါတယ်တတရဲ့ဗီဇာမှာကိုအောက်ဂျူနီယာကမိဘချမ်းသာလို့စီနီယာထက်ကောင်းတဲ့ကားဝယ်စီးရင်တော့အပြုတ်ရှင်းအပြည့်ရှင်းလေးရှိတဲ့ပြည်တော်စုအင်ကာစင်ရဲ့ရရရသားအစိုးရရဲ့နောက်ရှစ်မှာရှိနေတာကိုဘလို့မှတချုပ်ကြီးမင်းအောင်နိုင်နေနဲ့ဤခံနိုင်နေမယ်လို့မထင်ပါဘူး နောက်ပိုင်းမှာတော့တက်ချုပ်ဆိုတဲ့ဒုသမတအဆင့်ရှိလို့လေးသားကြဖို့တက်မတော်ဘက်ကလည်းမကြာခဏထုတ်ပေါ်ပြောလာတာကြီးအကြိမ်ကြိမ်ကြားခဲ့ရပါတယ်။2021ဂုံနူးဆောင်ပွဲချီးမြှင့်တဲ့ခမ်းနားမှာတော့တက်ချုပ်မအလာဟာအင်္ဂါစင်ရဒုတိယဒဏ်ကခုံမနေရခြားထားခံရတာပါလေ။ဒါဟာမအလာတို့အလွန်မင်းဒေါသထွက်ပြီးစစ်တပ်ကအာဏာပြန်သိမ်းဖို့အတွက်တေချာစေခဲ့တဲ့ကိစ္စတွေတဲကတခုလည်းဖြစ်ပါလေ။အခုတော့2008မြန်မာဘလူးဒူကောကိုမကြည်နဲ့လို့အာနာထာသိမ်းခဲ့တဲ့တချုံမအလာသူများနိုင်ငံခေါင်းဆောင်တွေရဲ့ထိုင်ကုန်တွေရဲ့အိုးအနောက်ကမထင်မရှားခုံနှန်းတွေမှာနေရာချတာခံရရပြီပေါ့ဗျာ နိုင်ငံတကာပရိုတိုကောရဆိုရင်တော့ပွဲကင်းတဲ့ကုန်းရတွေရမယ်စစ်တွေရမယ်ဆိုတဲ့အဆင့်မှာရှိရလို့ပြောရမယ်အနေထားတစ်ခုပါပဲဘလန်မျိုးတွေအားလုံးပဲဒီလိုလေးမှတွေ့ရမယ်အเจ้าညာလေးကတော့ဘောမာတွေဘောမာရင်းနေပဲဘောကြီးလာပြီးတော့ဘောကြီးပြီလို့မျက်လုံးပြူရှာတွေဖြစ်နေတဲ့အနေထားတစ်ခုပါပဲအော်ကလုံးရဲ့တူမကနေပြီးတော့အဲ့ဒီဒေးတန်းရမှာစိုင်ဖွင့်ထားတာကြာပြီလို့ပြောပါတယ်သူရဲ့ဘိုးဘွားလက်ထက်တွေကနေလာတယ်လို့ပြောပါတယ်နှစ်ပေါင်း၄၅၀ရှိပြောပါတယ်ဒါပေမဲ့အခုချိန်မှာကတော့ မင်းအောင်နိုင်ကနေပြီးတော့၃ရက်အတွင်းဘူးစားနဲ့ထိုးမယ်လှုပ်လို့ပေါကတုံးခင်မာမှာတိုးရှူတောင်းမှန်နေရတဲ့ဘောကိုရောက်နေပါလေ။ကဲကို့အထီမှာနာတက်ကြတော့လဲဘောမှာတိုက်မင်းတို့ကောင်တွေသူများအိမ်နေဘုံကျဲခံတော့တော့ပြုံး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 လှုပ်ပေါင်900ရထောင်ဘုံကြီးကျဲခိုင်းနေကောင်တွေအခုတော့မင်းအောင်နိုင်ကမင်းတို့ကိုဘူးလိုစားနဲ့ကိုကျွေးပြီလေ။ဥပဒေကိုတော့ဥစဉ်ကလက်ခံပါတယ်ဥပဒေတိုင်ဆောင်ရွက်ထားဖို့လဲဥစဉ်ကဘာမှတော့အပြည့်မပြောလို့ပါဘူး။ဒါပေမဲ့မန္တလေးမြို့ရဲ့အကြောင်းလေးပေါ့နော်။ငလင်ဘေးဒဏ်ခံရသူတွေကမန္တလေးမြို့ဆိုရင်ခုရက်ထိငလင်တန်းကိုကြောက်နေရတော့မှလှုပ်လဲလှုပ်နေတဲ့ခါကြီးလည်းရှိပါလိမ့်ဗျာနော်။အဲ့တော့ ။ဘာလို့ပြောချင်တာလဲဆိုရင်88လမ်းပြည်ကြီးတခွင်မြို့နယ်တခွင်တိုင်းပလာကရက်ွက်တမတော်ပရိဘောကဆက်ယုံတဲ့မျက်နှချင်းဆိုင်ဆိုင်ကမ်းများပေါ့နော်ဆိုင်ကမ်းများအဲ့ဒီဆိုင်ကန်းနေဆိုလို့ရှိရင်ဒါတချို့ဆိုလို့ရှိရင်တမတော်မိသားစုတွေတမတော်မိခိုးတွေပြည်သူတွေပေါ့ဒါနေနေရတယ်ခုလိုငလျင်ကာလာကြီးမှာနော်ဟိုပါပေါ့နော်အဖွဲစာရီတော့လာကတ်သွားပြီပေါ့နော်စာရီတော့လာကတ်သွားပြီဖယ်ပေးရမယ်ပေါ့မဖယ်ပေးရဥပဒေရအေးယူမယ်ဥပဒေရထိရောက်စွာလုံးဆောင်မယ်လို့လဲဒါဥဒင်းတို့ ညီတို့ဥစဉ်ဒါနိုင်ငံပိုင်မြေပေါ့မကျူးကျော်ရပေါ့ဥပဒေရရေးယူခြင်းခံရမည်ဆိုပြီးမှရေးထားတယ်မှန်ပါတယ်ဒါနိုင်ငံတော်မြေเนาะဆောက်လို့ရရန်တရားကပေါ့เนาะဟိုပါပေါ့ရန်တရားတက်ခွဲကရာထူးကတော့ဥအောင်နိုင်စိုးနဲ့တကွန်းတိုင်းရက်ွက်ကြေးရွာအိမ်တကွန်းတိုင်းရက်ွက်ကြေးရွာယာယီမှုများပေါ့ဗျာအဲ့တော့ဥစဉ်အနေနဲ့ပြည်သူတွေရဲ့ကိုစားဒီတက်မတော်မြေခိုးတွေရဲ့မြေကိုစားနိုင်ငံတော်အကြီးများအကြီးကဲများနဲ့နတ်ဆာကတာဝန်ရှိပုဂ္ဂိုလ်များအားလုံးမေတ္တာရက်ခံကြပါလိမ့်မယ်เนาะ တို့ရွှေကိုပြုတ်လို့ဖျက်လို့အချိန်လေးရအောင်တလတန်စီတလပဲဖြစ်ဖြစ်15ရက်ပဲဖြစ်ဖြစ်ဒီလောက်ကလေးမှရချိန်လေးမှပေးလို့မရဘူးလားလို့ဥစဉ်နေနဲ့ပြောကြင်ပါလိမ့်ဗျာနော်ဒီချက်ငလျင်ကာလာကြီးဗျာငလျင်ဖြစ်နေတဲ့အချိန်ဗျာအခါတဲ့ဓာကြီးတွေကိုရန်ရရရနေဖြိုးမယ်ဖြက်မယ်ဆိုလို့ရှိရင်တမတော်ပုံရိပ်လဲထိခိုက်နိုင်တယ်လို့တမတော်ရကုန်တဲ့ခါလဲညွှန်းနိုင်တယ်လို့ပြူရီယာလဲတမတော်ကိုအမြင်လွဲအထင်လွဲဖြစ်နိုင်တယ်လို့ဥစဉ်နေနဲ့တုံ့တက်ချင်ပါလိမ့်ဗျာနော် ်ပြည်သူတွေကပြည်သူတွေကမဟုတ်ပါဘူးကမင်းတို့ဘောမာတွေကဖြစ်သွားပြည်သူတွေကအမြင်လွဲထင်လွဲဖြစ်တာမဟုတ်ဘူးအမြင်လည်းမရှိဘူးအထင်လည်းမကြည့်တာမင်းတို့ကောင်းနေဘူးအဲအဲ့တမတော်မိခိုမိသားစုတွေပြည်သူတွေကလည်းဒါတို့ဖဲရမှာဆိုတော့တည်ရနားလေတယ်သူတို့ခွန်တောင်းတာကလည်းအများကြီးမတောင်းပါဘူးတလားလောက်ပဲတောင်းတာပါအဲ့တော့နိုင်ငံတော်အကြီးအကဲများအနေနဲ့ဒီတုံးရဲဆိုလို့ရှိရင်ဒါမာရဝိဇ္ဇာဖျားကြီးမှာဆိုတော့ပစုံလာပြီးမှချိတ်ချိတ်တိုးတိုးတွေဖြစ်မယ်စီစီကားကားတွေဖြစ်မယ်နောက်အခုဆိုပြင်ဆင်မှုတွေလည်းအလုံးမြင်တဲ့အတိုင်းပါပြီဗျာနော်လောက်ရမ်းကြည်ညိုစရာကောင်းတယ်မှာလူတွေဆိုလည်းအများကြီးရှိတယ် တော့ဒီလိုအချိန်ကာလလေးမှာ15ရက်တန်းစီတလအတန်းစီနော်ရချင်းလေးပေးတယ်နဲ့လို့ဥစဉ်အနေနဲ့တုံ့တက်ပါတယ်ဥပဒေကိုနားလဲပါတယ်နိုင်ငံတော်အမည်မကျူးကျော်ရဆောလဲဥစဉ်တို့အနေနဲ့နားလဲသဘောပေါက်ပါတယ်အဲသူတို့တွေနေလာတာကနှစ်ပေါင်း90လောက်နှစ်ပေါင်း50 60ရှိပါ යි အဲ့တော့နှစ်ပေါင်း50 60ရှိလာတဲ့ဆိုင်ကိုင်းတွေကိုအခုရုတ်တရက်ငလျင်ကာလကြီးမှာဖြတ်မယ်ဆိုလို့ရှိရင်နိုင်ငံရေးအရေးကြီးကြီးဘလို့ပဲကြီးကြီးဗျာခင်ဗျားတို့ကိုယ့်ဘက်ကဟုတ်လားပြူတွေကိုပေါ့အထင်လွဲမြင်လွဲဒီချိန်မှာမလွဲစေချင်တာပေါ့နော် အဲ့တော့ရန်တရားသူဖြက်စည်းမဲ့အဖွဲ့လာဘကလည်းမပါတယ်လို့ထွေရုံလည်းမပါတယ်လို့စီပင်လည်းမပါဘူးအဲ့တော့ဒကာကြီးတို့အနေနဲ့15ရက်ဖြစ်ဖြစ်တလဖြစ်ဖြစ်ရက်ဆိုင်ပေးပါလို့เนาะပြည်သူတွေရဲ့ကိုစားပေါ့ကိုတော်ကနေမှဒါမေတ္တာရခိုင်နေတယ်မနေ့ကတော့ဆရာတော်ဥပိဒတူသူတွေသူတို့တွေကသွားပြီးမှတောင်းဆိုကြတယ်ပေါ့เนาะဆရာတော်ဥပိဒတူကလည်းလုတ်တရားရှုပ်တော့ဥစဉ်စီဥစဉ်ရလည်းအမှန်တိုင်းပြောရရန်ကုန်နေပြီးတော့တက်တိုက်ပါเนาะဒီမှာခေးသက်တိုက်ထွက်နေရပေါ့ဗျာเนาะအကြောင်းလုတ်ကိစ္စတစ်ခုခုကြောင့်ခေးထွက်နေတယ် ဲ့ဒါကြောင့်ပါနော်အဲ့တော့နိုင်ငံတော်ကြီးကဲမြောက်လည်းဒီနေရာကနေမှာပေါ့ကိုတော်ကနေမှာပြည်သူ့ကိုယ်စားမေတ္တာရက်ခံတောင်းဆိုချင်ပါလေဗျာမကြရသေးဘူးမကြည့်ရသေးဘူးပေါ့နော်။ဘာပြောထားလဲဆိုတော့ AA ဟိုစစ်ဦးစီးချုပ်ကပြောတယ်ဆိုပြီးဒါ online မှာပြန်နေတာပေါ့နော်။အဲ့တော့သူကဘာပြောလဲဆိုတော့လက်ရှိဗမော်တိုက်ပွဲမှာနော်ပါဝင်တိုက်ခိုက်နေတဲ့သူတို့ရဲ့စစ်တီတွေအနေနဲ့ရဲရဲဝံဝံတိုက်ခိုက်ပါရန်သူကိုမညာပါနဲ့လို့ပြောထားတာမျိုးတွေ့ရတယ်။ပြီးလို့ချင်းသူနောက်ထပ်ပြောတာကဒီဗမော်မျိုးကြီးကိုတင်ပိုက်ပြီးလို့ရှိရင် ကချင်ပြည်သူတွေရဲ့လက်ထဲကိုလက်ဆောင်ပေးဖို့ဆိုတာမျိုးထီသူပြောလာတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့ဒီအတွက်စစ်တီတွေအနေနဲ့လည်းစ조사ပေးပါလို့ပြောတယ်ပေါ့ဆိုတော့ဒီပြောဒီပြောကြချက်ကရှီကျင်းပြည်ရဲ့ policy နဲ့ထိတ်တိုက်တွေ့နေတဲ့အနေအထားမျိုးလို့ပြောပြောလို့မရဘူးလားအကျိုးဆက်ကဘာတွေဖြစ်လာနိုင်တယ်လဲဆရာဘယ်လိုယူဆတယ်လဲဘိုးချုပ်ထွန်းမြတ်နိုင်ကအဲ့လိုပြောလိုက်တာဟာနော်သူတို့ညီနောင်သုံးပေါ်ကို MNDA လို့နော် ပြုတ်ကိုမိခိုးနေရတဲ့ဘဝရောက်နေတယ်ကိုကန့်နော်အဲ့ဒီကညီနောင်သုံးဘွယ်လို့ဆက်ဆံလို့မရဘူးနော်အဲ့ဒီအတွက်နော်ဒီသူတို့သက်ဆိုင်ရာညီနောင်သုံးဘွယ်နေနဲ့သက်ဆိုင်ရာပြည်နယ်တွေမှာစက္ကစအင်အားစုတွေရှင်းထုတ်တဲ့ကိစ္စကိုမင်းတို့တက်တက်ကြွကြွလောက်ကြပါနော်ဆိုတော့ကချင်းပြည်နယ်ကျွန်တော်တို့စက္ကစကင်းစင်နဲ့နယ်မြေ ဖြစ်သွားပြီဆိုလို့ရှိရင်ຫນွေဦးတော်လှန်ရေးကနော်ကျွန်တော်တို့အောင်ပွဲခံတော့မှာဖြစ်ပါတယ်အဲ့ဒီအတွက်တို့ရဲဘော်တွေနော်တွေးအသက်ပေးပြီးတော့မင်းတို့ရခိုင်လွတ်မြောက်အောင်လုပ်တယ်လို့ပဲဒီမြစ်ကြီးနားကိုကျွန်တော်တို့ဒီကချင်ပြည်နယ်ကိုလည်းစစ်ကောင်စီကနေကင်းစင်အောင်လုပ်တဲ့ကိစ္စမှာကြိုးပမ်းပေးလိုက်အဲ့လိုကြိုးပမ်းပေးမှုဟာဘာပဲဖြစ်ဖြစ်ຫນွေဦးတော်လှန်ရေးအောင်ပွဲကိုတဆင့်တွန်းတင်လိုက်မှာဖြစ်တယ်လို့ ြောတဲ့သဘောလို့ကျွန်တော်ကနားလည်ပါတယ်။အဲ့တော့အဲ့ဒီပြောဆိုမှုရဲ့အခြားတစ်ဖက်ကအိဗေကဘာလဲဆိုရင်ရှီချင်းဖင်မင်းကိုကန်ကိုအနိုင်ကျင့်ပြီးတော့နော်လာရှုပ်ကိုရယူခဲ့တယ်လို့ဒီဘက်ကနေမြေတွေကတော့ရှမ်းမြောက်ဒီဘက်လွန်လာတဲ့နေမြေတွေကတော့ဘယ်တော့မှရမှာမဟုတ်ဘူး။တို့ရတဲ့နေနဲ့ဆက်လက်ခုခံတိုက်ပွဲဝင်သွားမယ်ဆိုတဲ့သဘောပြောတယ်လို့ကျွန်တော်တော့နားလည်ပါတယ်။ဟုတ်ကဲ့ဆရာ အဲ့တော့ရှုံကုံသုံးသက်လိုက်မယ်ဆိုရင်ဆရာစစုံကဆွေးနွေးသွားတဲ့ထဲထဲမှာလည်းပါတယ်ပေါ့နော်အဓိကကဒီစက်ကောင်စီဘက်ကနေပြီးတော့တရုတ်ကပေါ့နော်ပံပိုးပေးတယ်ဆိုတာကစက်ကောင်စီသားဒီနယ်မြေတွေကိုကွန်ထရိုးလုပ်နိုင်ရင်သူရှိသူလည်းသူလုပ်ရှင်ရလုပ်လို့ရတယ်ဆိုလိုတာကအစိုးရဖြစ်ချင်းဖြစ်မယ်ဒါပေမဲ့ရုတ်သေးအစိုးရပဲသူခိုင်းတာလုပ်ရမယ်အစိုးရတရက်ဖြတ်သွားမယ်ပေါ့နော်စစ်တပ်ဆိုလို့ရှိရင်လည်းဒီစက်ကောင်စီရဲ့လက်အောက်မှာရှိနေတဲ့စစ်တပ်ပေါ့နော်ဒီစစ်တပ်ဟာဆိုလို့ရှိရင်လည်းသူ့ရဲ့ဟိုဘယ်လိုပြောရမလဲဆိုတဲ့အခါကျတော့သူခိုင်းကျင်တာခိုင်းလို့ရတယ်စစ်တပ်တစ်ခုရဲ့အနေအထားမျိုး ရောက်သွားမယ်ပေါ့နော်ဆိုတော့ဒီလိုအနေအထားမျိုးတီ तू ကမျောလင့်ချက်ထားတယ်လို့ထင်ပါတယ်ဆရာဆိုတော့အဲ့ဒီအနေအထားပေါ်မှာကောဟိုပေါ့နော်ထားပါတော့ဟိုဗိုလ်ချုပ်ကြီးမရောက်ဗိုလ်ချုပ်မကြီးမရောက်လိုက်ကတော့သူ့ရဲ့နိုင်ငံရေးရည်မှန်းချက်နဲ့ तू တွားတယ်ပေါ့နော်တရုတ်ကိုကတ်တယ်ပေါ့နော်အဲ့တော့ဒီလိုအနေအထားမျိုးနဲ့တွားမယ်ဆိုရင်စစ်တပ်ရဲ့အခန်းကဏ္ဍကောဘာလဲပေါ့နော်လုံးဝတရုတ်ကိုလုံးနေတရုတ်ရဲ့လက်အောက်ခံစစ်တပ်လားပေါ့နော်ဒီအခန်းကဏ္ဍကိုစစ်တပ်ထဲမှာရှိနေတဲ့အခြားသောဗိုလ်ချုပ်တွေကသူတို့မမြင်ကြဘူးလားဒါမှမဟုတ်ဘူးဆိုဘာကြောင့်သူတို့ လိုက်နာဖို့နာခံဖို့အစဉ်အသင့်ဖြစ်နေတယ်လေပေါ့ဆရာဘယ်လိုယူဆတယ်လဲဆရာဒါကတော့ကျွန်တော်တို့ဒီဗမာပြည်စစ်တပ်ရဲ့နော်နိုင်ငံရေးအဆင့်တန်းနဲ့ဆိုင်ပါတယ်ဗမာပြည်စစ်တပ်ရဲ့နိုင်ငံရေးအဆင့်တန်းကနိုင်ငံတကာစစ်တပ်ဖွဲ့စည်းဖို့ဟောပေါ့ဗရီသေးစစ်တပ်ဖွဲ့စည်းပုံဖြစ်ပါတယ်သူတို့သူတို့ ဒီကျွန်တော်တို့မင်းမျိုးစစ်တကယ်သူကနေပြီးတော့လက်ကျင့်သင်ကြားပေးလိုက်တာတခုတည်းအမိန်နာကအမိန်မနာကန်လို့ရှိရင်နော်သေတာပေးလို့ရတယ်ပြစ်တာလို့ရတယ်ဆိုတာအခုသူတို့ခေါင်းထဲကိုနော်ဂျိုက်နဲ့တွန်းပေးထားတာနောက်တစ်ခုကစစ်တပ်ကတပီလုံးရဲ့နော်ကျွန်တော်တို့အုပ်ချုပ်ရေးအာဏာတရားစီရင်အာဏာနော်အာဏာ300လုံးကို ျွန်တော်တို့ချုပ်ကင်ပြီးတော့တိုင်းပြည်ရဲ့ဒနာအင်အားအလုံးစုံကိုနော်ကျွန်တော်တို့ကြိုက်တယ်လို့နော်စားသုံးွင့်ပြုတ်နေကြတဲ့အနေအထားမှာအဲ့ဒီဘုံချုပ်တွေအားလုံးဟာဒီနေ့သူတို့ရဲ့အဲ့ဒီအကျိုးမြတ်တွေအဲ့ဒီအကျိုးစီးပွားတွေခံစားနေရသမျှခံစားနေရသမျှကျွန်တော်တို့အဲဘယ်တော့မှမင်းအောင်လည်းပုံကံမှုကြိုးစားမှာမဟုတ်ပါဘူး။နောက် အဲ့ဒီလိုစဉ်းစားနိုင်တဲ့အင်အားစုမှန်သမျှနော်မင်းအောင်လိုင်ကလည်းပတ်ထုတ်ပြီးသားအခုမင်းအောင်လိုင်ပြောသမျှနာဂံမဲ့နော်ကျွန်တော်တို့ဒီမင်းအောင်လိုင်ရဲ့ကျွန်တော်တို့ကျစ်တက်ကတူအပတ်စဉ်23နော်ရှေ့ပိုင်းကပုဂ္ဂိုလ်တွေအားလုံးကိုပတ်ထုတ်ပြီးပါအဲ့ဒါကြောင့်မင်းအောင်လိုင်ပြောသမျှကိုခုနကလိုဒီကျွန်တော်တို့စစ်တက်ကတူကလေ့ကျင့်ပေးထားတဲ့အတိုင်းအမိန်နာကမိုးတစ်ခုပဲ ျွန်တော်တို့ဟိုတောင်းဆိုတိဆောက်ထားတဲ့ရေရေစစ်တပ်ဖြစ်ပါတယ်နိုင်ငံတကာစံနှုန်းနေနဲ့တိဆောက်ထားတဲ့စစ်တပ်မဟုတ်ဘူးနောက်တစ်ခုကတပြည်လုံးရဲ့ခုနကလို့အာနာ300ကိုကင်ဆယ်ပြီးတော့တပြည်လုံးရဲ့အကျိုးစီးပွားတွေမှန်မြစိတ်ကြိုက်ထင်လို့ချေလေခွင့်ရနေတဲ့ဘိုလ်ချုပ်တွေကတော့ဘယ်တော့မှကျွန်တော်တို့မင်းအောင်နိုင်ကိုတွန်းလှန်မှလည်းမဟုတ်တွန်းလှန်မဲ့ကောင်းနေလေနော်အ딴သက်သက်ကြားတာနဲ့ထောင်ထဲရောက်သွားတာပေါ့ဒါကလက်ရှိအခြေအနေပါ ဒါကြောင့်မို့ဒီစစ်တပ်ကိုကျွန်တော်တို့ဒီစစ်တပ်ကပြုပြင်ပြောင်းလဲလာလိမ့်မယ်ပြည်သူတွေဘက်ကိုမျက်နှာမူးလာလိမ့်မယ်လို့မြင်နဲ့အမြင်မှန်များကျွန်တော်တို့ဟိုစိတ်ကူးရင်မူပါအမျိုးတွေအားလုံးပဲကနတာစိတ်ပန်းပြေစီဖို့အတွက်တော်လင်းညီကိုရီးယားတင်ဆက်ပေါ်ပြပေးထားတဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုကျွန်တော်နဲ့အတူပြောင်းပါဗျာကြည့်ရသေးအမျိုးတွေအားလုံးပဲကျွန်တော်နဲ့အတူကြည့်တော်ရရပါတယ် ဟယ်လိုဟောဟုတ်ကဲ့ခင်ဗျာကျွန်တော်ဓမ္မဘောအညီပဲပါဟုတ်ပါတယ်ဟောဟောဟုတ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ဟာတရားပြဆက်ပြပါဟုတ်ကဲ့ဘဝနာကြီးကဟာ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 ဆရာတော်ကြီးမွေးနေ့ဘွက်တဲ့ဟုတ်ကဲ့ဟုတ်ကဲ့ရပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ အလိရှင်တော့9ရောက်ခမအလိရှင်တော့9ရောက်ဟောစက်ပြက်ကဲကဲအောင်ပန်းညူစိန်ဖြိုးနဲ့စိန်တိကွက်တို့ပါမှာဟုတ်တယ်ဟုတ်တယ်9ရောက်9ရောက်9ရောက်အဲအမင်းသမီးရတော့ဟောတာလေခင်စောမြကလေးရအေးအေးကြွယ်ပါဟမ်အမဟုတ်လေတောင်းတောင်းတောင်းရမဟုတ်လေမင်းသမီးရတယောက်တည်း ခင်ဆောင်မြတ်တလျာအေးအေးကျွယ်ဆိုပြတယောက်တည်းပါလို့လေအမင်းကြီးမင်းကြီးသူ့နာမည်ကအဲဟုတ်ကဲ့တော့ရမှာဟုတ်တယောက်တည်းဟောရပါလေအစင်ပြပါလေဟုတ်ကဲ့ဟုတ်ကဲ့အစင်ပြအောင်လုပ်ရမှာဟုတ်ကဲ့တော့အပေါ်ငါကောဘန်းလွှဲပေးမယ်အဲဖြစ်တယ်ခင်ဗျာဖြစ်တယ်ဖြစ်တယ်ရတယ်ရတယ်အဲဆိုလည်းဟုတ်ကဲ့ဟုတ်ကဲ့ဟိုကဘန်းပဲလွှဲပေးလိုက်ပါဟုတ်ကဲ့ဟုတ်ကဲ့မင်္ဂလာပဲဟေးဘာမှပြောပြောဟုတ်ကဲ့အေးအမေကျောင်းစီကျောင်းစီနဲ့ ။ဗါးလေးစဉ်းစားကြည့်ကြုံကြုံပြီးဗါးလေးအိမ်လေးဘုံရက်ခံလို့တွေ့လေကွာအခုတော့တစားပြီဖြစ်သွား။ဟာမဟုတ်ဘူးကွာ။ဆက်လာလက်ပိုင်မလုပ်ပါနဲ့ဒီတိုင်းပဲ။ဆက်လာလေနမိတ်မရှိနမဘေးနော်။အဲ့ဒါလား။ဟောတိပြားဆိုပြီးမဟုတ်ဘူးဆိုတော့ဟိုကိုစပြဲတူမလေးပေါ်ချမှုထမ်းမှုတော့ပါသွားတာဖြစ်တော့ဒီကမှတန်းထဲမှာရဲဝင်ဝမ်းကျိန်တာပေါ့။မရမ်းလိုက်ကြပါဖိုက်ရမ်းလိုက်ကြပါ။ဒါလေးပါကမီ။မရမ်းလိုက်ပါကမီ။သူပြောတာနည်းနည်းကိုဆက်ပြဲပြမှာပို့ဆိုးနေကိုရဲပေါ်ကြီးဝမ်းကျိန်တာ။ဟာရပါ။ရဲပေါ်အကောင့်နဲ့ရဲပေါ်မှာမဟုတ်ဘူး။မင်္ဂလာမရှိတဲ့တခါဒါပြောနေတယ်။ မင်္ဂလာရှိတယ်လေဘယ်ပေါ်လဲဝိုင်းကျင်တာပွဲလာငါလို့ပွဲငါလို့ပွဲတာတော့မှာဟာဟုတ်ပါမလားဟုတ်တယ်ဆိုကျွန်တော်တို့ဖွဲ့မှတ်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 လာဒီနံပါတ်လာဒီနံပါတ်လာဩနံပါတ်ကြီးပြချင်ပါဟာမင်းတို့တက်တည်ပြတာလေအဲ့ဒါပွဲငန်းဟုတ်ပါမလားလို့အဲ့ဒါပွဲငန်းနံပါတ်ဟုတ်လားစောနံပါတ်ဟုတ်လားဘယ်ရတာပွဲငန်းဟုတ်ပါမလားအဲ့ဒါပွဲငန်းโอ้ด่าจังโหยีနေတာဟုတ်เอ้ยဒါဆိုဒါဆိုဘာဘယ်လိုလုပ်ကြလဲဘယ်လိုလုပ်ကြလဲဆိုတော့ ။ဟိုအခုတို့ဟိုဟာဟိုပြက်လုံးမင်းတို့ငါတိုက်ပြီးသားပြက်လုံးအဲ့ဒါပြန်လုံးမယ်လေကွာ။ဟာအဲ့ပြက်လုံးဟောင်းနေ။ဟမ်။ဟောင်းနေလေ။ဟောင်းနေလေရေလောင်းလိုက်လေကွာ။အဲ့ဒါလေ။ဆောက်ဆောက်ပြက်တတ်သွားမှာရေလောင်းလိုက်။ပြန်လို့မဟုတ်တော့ဘူးပြက်တယ်ဆက်တက်တယ်ရှိမလားကွာဟဲ့အဓိကလေတရီမှန်ကြတယ်အဓိကမင်းတို့မျက်နှာလေတရီမှန်ဖို့ပဲနော်သူ့အတော့ဘယ်နှခုနှစ်ကပြက်လုံးမဖြစ်ဖြစ်အဓိကလေတရီမှန်ကြီးကြအောင်ကြောက်ကြတယ်အဲ့ဒါဆိုပါအခုကပြက်လုံးတက်ရတော့အေးအေး အဲ့ဒါတော့ဟိုဟိုเนี่ยသူဟိုကတစ်ချက်တစ်ချက်ကြောင်းထားတဲ့ပြက်လုံးလေးတော့ပြန်ပြန်တိုက်ကြည့်မယ်ပြန်တိုက်ကြည့်မယ်နောက်ကြောင်းလားဟမ်နောက်ကြောင်းဟောပြက်လုံးပြက်လုံးကိုကြောင်းတယ်လို့ခေါ်တယ်မသိဘူးလေခလေးကိုရှင်းပါလားတင်ဘူးသဖြင့်လို့တင်သေးမှာကျွန်တော်သိမှာဗောအဲ့တော့ကြောင်းတယ်ဆိုတော့နွားကြောင်းတယ်မှတော့ဒီမှာပြရတာဘူးအေးလို့ဟိုမှာပူလို့ထုတ်ကြတယ်တမစင်ပြက်လုံးရမျိုးမေးမယ်လောက်လိုက်ကြာသလားလို့လောကကြီးမှာလူရင်းအပေါ်မှာအမြဲတမ်းရှိနေတဲ့အရာဘာလဲ လက်လက်ကြီးလောကကြီးမှာလူရဲ့အပေါ်မှာအမြဲတမ်းရှိနေတာဟိုမှာငိုးကောင်းနေဘောအပေါ်မှာငိုးကောင်းနေမှားတယ်ဗျာမှားတယ်မသိမချင်းမတာလောကကြီးမှာလူရဲ့အပေါ်မှာအမြဲတမ်းရှိနေတာမြန်မာပြည်ရဲ့ကုံစင်းနှုံဟုတ်ကဲ့နော်အဲ့ကုံစင်းတော့ဘယ်တော့မှမကြောက်ဟဲ့အဲ့ဒါအမြဲဆုံးပဲဒီကမင်းလက်ဟိုပြင်းတော့မင်းလက်ကြိုက်တာမင်းကကြတော့လောကကြီးမှာ အလိန်အတော့အများဆုံးညာဘာလဲ။အော်လောကကြီးမှာအလိန်တော့အများဆုံးအရာနီဂရိုလူမျိုးတွေဇပင်မော။ကပ်ပလီ။လာကြတာလာကြ။မာရဲ။လောကကြီးမှာအလိန်အတော့အများဆုံးဇော်မဲလုံးဟမ်မတိမချင်မှာဒီကောင်းကြီးကိုမြင်ရဟောဒီကောင်းကြီးဝိတ်ထားတော့လား။ဒီခွေးတာဝိတ်ကောင်းကြီးဝိတ်ထား။အဲ့တော့နောက်တစ်ခါလောကကြီးမှာလူအသက်ဆုံးပုဂ္ဂိုလ်ကဘယ်လဲပြော။အော်လောအဲ့ဒါများကဘာတော်သိရလောကကြီးမှာလူအသက်ဆုံးပုဂ္ဂိုလ်က ဟစ်တလားဟစ်တလားမာရဲမာရဲလောကီမှာဟစ်တလားလေသူ့လူကိုသူပြန်မတတ်ဘူးနော်လောကီမှာလူအသက်ဆုံးကကမတိမချင်မတတ်မင်းအောင်နိုင်နော်ဟစ်တလားသူ့လူမျိုးသူပြန်မတတ်ဘူးမင်းအောင်နိုင်အခုသူ့လူမျိုးသူပြန်တတ်နေတာဟုတ်လားနော်ဒီကိုယ်တောင်မေ့ပါဟုတ်ပြီအခုပြောမေ့ဟုတ်ပြီဟုတ်ပြီဒါကမေ့မေ့မေ့လက်လောကကြီးမှာဖြစ်ပြီးပြတ်တက်တဲ့ဘောတရားဖားတယ်ဟာလွန်လွန်လေးပဲဒါ သဘောတရားပါရှိပြီလားလောကကြီးမှာဖြစ်ပြီးပြတ်တက်တာအနတ္တလို့ခေါ်တယ်လာခဲ့တယ်လာခဲ့တယ်နော်မားတယ်မားတယ်လောကကြီးမှာဖြစ်ပြီးပြက်တက်တာအဲ့ဒါမြန်မာပြည်ရဲ့နိုင်ငံကိုမပေးမချင်မှန်းခုတော့လောက်ရှုပ်ပြေးလိုက်ပြလိုက်နဲ့မတော်ကြီးပဲလှိမ့်ပိန်ခါနော်အဲ့တော့မင်းမင်းအကြီးကဒီကမယုံမင်းမေးရတယ်လောကကြီးမှာအသိဉာဏ်အမဲ့ဆုံးကျုံကဘယ်လိုပြောအာခလေးအောင်သိရလောကကြီးမှာအသိဉာဏ်မဲ့ဆုံးကျုံဟာ လူတွေခိုင်းစားနေတဲ့နွားမားမားလူညာဘာလို့ဖြစ်နေလဲလူတွေခိုင်းစားနေတဲ့နွားကဟုတ်ပါတော့မားတယ်မင်းလည်းမားတယ်လောကကြီးမှာအသိဉာဏ်အမဲဆုံးဂျုံကမင်းအွန်လိုင်းရဲ့စစ်ခွေးတွေမသိမသိမှတ်ထားအဲ့ကောင်တွေအသိဉာဏ်မရှိလို့ဟမ်ဒီစစ်ခွေးတွေခိုင်းခံရတာစစ်ခွေးတွေနဲ့မင်းအွန်လိုင်းလို့ဇော်မဲလို့မင်းမင်းဟုတ်တယ်တီးတီးချာချာယူဆွတ်ဆွတ်ဆွတ်တက်တာတက်တာလေအဲ့ကောင်တွေနွားထောင်ထိုးသေးတယ်ဟုတ်တယ်အဲ့ဒီကမင်းလည်းကျွန်တော်လည်းလေလေမေးလိုက်ဘာမေးလဲလောကကြီးပါ နာမည်အကြီးဆုံးတစ်ခုပိုင်းကဘာခိုင်းလဲပြောလောကကြီးမှာနာမည်ကြီးဆုံးတစ်ခုတစ်ခုခိုင်းပါလေတစ်ခုကြီးငါတက်ပြခိုင်းခမားဘာဖြစ်သူညေဘာဖြစ်လားမာတယ်မာတယ်နော်လောကကြီးမှာနာမည်အကြီးဆုံးတစ်ခုကကြက်ခိုင်းရင်တဲ့ဖုတ်ဖြင်းပါတီးရခိုင်းဟမ်ကြက်ခိုင်းရင်ဖုတ်တယ်အကောင်ကြီးဖုတ်အကောင်ကြီးဖုတ်ခိုးတယ်ဟမ်ကြက်ခိုင်းရင်ဖုတ်ဖြင်းပါတီးကိုမေ့သွားတယ်ဟမ်ဆိုပြီး နေအဲ့ဒီတော့အဲ့ဒီတော့မတော့နဲ့နေကြီးပဲမေးနေတာငါတို့လည်းမေးအောင်မယ်ဒီမှာကိုဆက်ပြဲဟောမေးတာပညာဆန်းကျင်တော့ဗောအာဆန်းကျင်တာဗောဒီလောက်လောက်နဲ့တက်မလာနဲ့ဘယ်တော့အဲကိုဆက်ပြဲကျွန်တော်မေးမယ်မိလိုက်စမ်းမိလိုက်စမ်းမိလိုက်စမ်းတိတ်တိတ်နေတိတ်တိတ်နေတေချာနားတော်မေးကုန်မေးရသည်ဒီချက်တွေ့ခံရတယ်လောကကြီးမှာတခိုးတွေတိတ်မုန်းတဲ့သူကဘာတူလဲဒါနဲ့ကောခလေးတွေပွားပြီးတော့ရတာဗောကွာလောကကြီးမှာတခိုးတွေအယမ်းမုန်းတဲ့သူကရဲ့ ရဲတယောက်ပဲရှိတာမှားတယ်လောကကြီးမှာတခိုးတွေတိတ်မုန်းတဲ့သူကအမေတော်အောင်စားစုကြည်မှန်ပါလားမှန်ပါလားဟုတ်တယ်မှန်ပါလားတစ်ချက်ပဲရိုက်ဘယ်လိုလုပ်တော့ပြတ်တော့ရိုက်ရတော့ဟဲ့လို့ဆိုကျွန်တော်မေးအောင်မယ်ကျွန်တော်လည်းကျွန်တော်လည်းကျွန်တော်မေးမယ်မေးလောကကြီးမှာအလူကံငွေအများဆုံးရတဲ့သူကဘယ်သူလဲပြော ပြောလွန်လဲလေးဘာကြီးလို့ရောက်ကာကြီးမှာအလူကံကိုအများဆုံးရတာကရွှေတဘုံဖရာကြီးမာတေမာတေငလင်ဘေးကြောင့်အလူငွေဒေါ်လာတွေအများကြီးရသွားတာမင်းအောင်ဆိုင်ရွှေတဘုံဖရာကြီးကလိန်မြန်ဝယ်မစည်းနိုင်ဘူးဟုတ်ပါလားဟမ်မှတ်ပါလားမှတ်ပါလားရွှေတဘာဖြစ်တာလိန်မြန်လိန်မြန်နာကြလားလိန်မြန်ကြလားဟုတ်ကဲ့ ဟုတ်တယ်ဟုတ်တယ်လာလာလုံနေနဲ့လောင်းလေးမှာပြက်လုံးဆက်တိုင်းလောင်းလေးမှာပြက်လုံးဆက်တိုင်းပြင်းမပြင်းမဆက်လုံးဆက်တိုင်းဟာဟာဆောင်းနေဟာ